်မင်းလာပါဗျာဒါကျွန်တော်ကိုရဲ့လေးလာ2025ဒါတတိယပိုင်းဖြစ်တယ်နော်နိုင်ငံရေးသမားတွေထွက်လာတာမထွက်လာတာဒီကျွန်တော်တို့2000ဒီ28ရက်နေ့28ရက်နေ့ဒါငလင်းဘေးမှာဒါမြင်တွေ့တာတွေကျွန်တော်ပြောပြမယ်နော်မြင်တွေ့တာတွေကျွန်တော်ပြောပြမယ်28ရက်နေ့ငလင်းဘေးမှာဖြစ်သွားတယ်ကျွန်တော်တို့ဒါကျွန်တော်နေပြီးတော့ရောက်တဲ့အချိန်မှာဟိုကိုဆက်ဆိုးလင်းအောင် စိုးတက်အောင်စိုးတက်အောင်ဆရာစိုးတက်အောင်ပေါ့နော်သူခရိုင်မှုလားမသိခရိုင်မှုခရိုင်ဦးစီးမှုတဲ့နဲ့မိသက်အနေမှာမိသက်ဦးစီးဌာနခရိုင်ဦးစီးမှုသူကေစေးလုံနေတာတွေကိုကျွန်တော်သွားတွေ့တယ်တွေ့တော့ကျွန်တော်အဲ့မှာဒေတာလိုက်ကြည့်တယ်ဒီအနေမှာကိုဦးစိုးလင်းအောင်ပေါ့စိုးလင်းအောင်သူကငဲတယ်ငဲတယ်သူကိုယ်နိုင်ဟိုးပဲ့ဟိုးချောင်းချိုးချောင်းကြားတဲ့တွေဝင်ပြီးတော့အတင်းဆွဲအတင်းလုံးလုပ်တယ် နော်အတင်းစားတင်းစားကျွန်တော်ကြည့်ပြသူ့ခုံယူပြီးလေးစားနေမိတာလူအသက်သူ့အသက်လည်းငယ်ငယ်လေးငယ်သေးတယ်သူရာသုကကြီးနေတာငယ်သေးတယ်ပြီးတော့ဒီလိုဘာလဲကျွန်တော်ကလူတယောက်ခုံပြူတော့မယ်ကြီးတော့မယ်ဆိုကျွန်တော်သေးသေးသေးကြည့်တယ်သေးသေးစိုက်တယ်ပြီးသုံးလင်းကားတော့သူ့ရဲဘော်တွေခေါ်ပြီးမေးတယ်ရင်မအဲ့မင်းဦးနေကခရင်မူကဒါမှအခုဒီမှာပဲလုပ်ပြဟာမဟုတ်တဲ့ခရင်မူကတော်တော်သဘောကောင်းတဲ့ဆရာတဲ့ကျွန်တော် အခုကျွန်တော်တို့နောက်တန်းမှာပြိုကျနေတယ်ပြိုကျနေတော့အဒီသူတို့ဝင်တဲ့မိသားစုတွေကဒီလိုကွင်းကြီးနဲ့မှလမ်းပဲအိပ်ရတယ်အိပ်ရတဲ့အချိန်မှာမွေပါကင်းမားတွေသူတို့ဆက်ရလာလို့ရှင်လို့ရှင်လို့ရှင်ဝင်နေမွေပါကင်းမားတွေကြားထဲမှာဖျောင်းနိုင်မိလေးတွေထုံပြီးတော့ဒါပိုးကောင်းနေပါရဲ့လာမှာဆုံးလို့ဆိုပဲထုံပြီးနေတယ်ဆက်ရမရောသူပတ်စံနဲ့ဆိုက်ပြီးတော့မီးဟိုစီတော့ဝက်ပြီးတော့မီးစက်နှုံခိုင်းပြီးတော့မီးထုံခိုင်းနေတယ်ဆရာဝင်တပြေးညီပဲစားတယ်တော်တော်တော်ပါတယ်တဲ့ဆရာ ဆရာနဲ့လောက်ရတာပို့ပြီးတော့အဆင်ပြေပါတယ်တဲ့အောက်လက်ငယ်သားပုံမှာတော်တော်ကြည့်တယ်ဆိုတော့အော်ကျွန်တော်အဲ့မှာလေးသားပါတယ်နောက်သူနဲ့ကျွန်တော်စကားပြောတယ်အဲသူလှုပ်ဆောင်ချက်တွေကိုသူ့ဖန်ရှင်နဲ့ကျွန်တော်လိုက်ကြည့်လိုက်တယ်ဒါတော်တော်လေးသားပေါ့ကောင်းတယ်နော်မိသက်မိသက်ကပေါ့အဲ့မှာကျွန်တော်တောက်ချောက်လာတယ်ဝက်ဝက်ဖိုင်ဖိုင်နဲ့ရဲတွေလည်းတွေ့တယ်ရဲတွေကကဲစဲကြီးလှုပ်တာမဟုတ်သူကအေးစစ်ပဲစားတောက်နေကြတာဝက်ဝက်ဖိုင်ဖိုင်နေနော်အေးစစ်ပဲသူကသူဝင်းလှုပ်တယ်နေလှုပ်တယ်ဟုတ်လားကျွန်တော်ပြောတာဒီနေရာမှာကျတော့လုံးဝ ဟိုလှုပ်ပြီးတော့ဒီပြည်ထဲရမကယ်တော့ဘူးလားပြည်ထဲမှာတာဝန်မရှိဘူးလားဒါပြည်ထဲမှာဖြစ်နေတဲ့ကစ်တွေနေနော်ကယ်ဆယ်ရေးလဲထားပြည်ထဲရလဲတော့ကာကွယ်ရေးတွေကကာကွယ်ရေးကိစ္စလေးလှုပ်တမတော်သားတွေကတချို့အသက်ကြီးတဲ့ပုံကိုယ်တွေရှိတယ်လုံခြုံရေးယူဝေးနေရတာရှိတယ်ဒါတားလေးကျွန်တော်မပြောသေးဘူးနောက်ပါတီကိစ္စနော်အဲနေရတိုင်းမှာကျွန်တော်တမတော်သားတွေပဲလိုက်ပြီးတော့ထုံတော့သုံးဆွဲနေတော့တမတော်သားတွေရဲ့နင့်နာမှုကတားများနေတယ် ဘာလို့နင်းနာဦးညာတိုင်းတော်သားတဦးကြဆုံးတာနဲ့ကျွန်တော်တို့တိုင်းနင်းနာတာပဲနိုင်ငံသူရဲကောင်းတဦးကြဆုံးတာပဲနိုင်ငံတဦးရဲကောင်းတဦးနင်းနာတာပဲမင်းသားတွေဖြစ်နေတဲ့ဟိုရဝတဩဂရကနေနေရဝတရဖြစ်နေပါလေဟလာရက်ကွက်အုတ်ချုပ်ရေးရုံဝန်သူတွေအခုမင်းသားတွေပဲပတ်စံကောက်ပြီးအေးစေးပြောပြီးတော့တသားရစားတောက်နေကြပြီးတော့တသားရကိုပြစ်နေကြတာ ဟာလားနေပြော်သွားတဲ့တစ်ချောင်းလုံးမှာကျွန်တော်တို့ဒါလွတ်တော်အဆောင်အုံတွေပြိုကြတာတွေ့တယ်တောက်ချောက်တောက်ချောက်ဝင်းနှင်းအင်အားတွေပြိုကြတယ်အကုန်လုံးပြိုကြတာတွေ့တယ်အဲ့ဒါဒီမှာတာဝန်ရှိနေတဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ဆောက်လုပ်ရေးစီပင်တို့ပါညာဟာလားအဲ့လူတွေကကျွန်တော်ဒီနေရာတွေမှာသွားပြီးလှုပ်ဆောင်ပေးတဲ့နဲ့ရက်ွက်တွေမှာအိမ်တွေဆောက်တယ်တိုက်တွေဆောက်တယ်အမလေးဘာမှနိုင်ငံတော်အစင်းနဲ့ကြီးကျက်စီးစစ်တာမရှိနော်အဲ့ဒီနေရာရှိနေတဲ့အဲ့ချိန်လှုပ်သွားတဲ့ဝင်ကြီးအဲ့ဒါတွေလွတ်တော်မှာနေပြဘာမှ quality တွေစစ်ဆေးတွေပြီးတော့မှလှုပ်သွားတာမဟုတ်ဘူးဟုတ်လား အေးရတယ်လို့ရတယ်လို့အချောင်နိုင်အချောင်ပတ်ဆက်ရပြီးလှုပ်သွားပြိုတော့အဲ့ညာတဲ့အကောင်ပတ်ပြိုတယ်ပြိုအောင်ကုန်ပြိုမြုံအကောင်မြုံမဟုတ်ဘူးဟာလာကွက်ကြားကွက်ကြားတွေဖြစ်သွားခဲ့တယ်ဟာလာဒါသူကွက်ဒီမမီတဲ့အဆောက်အဦတွေစောက်ထားတာဒါဟောမပြောနိုင်စစ်ဆေးဖို့မပြောနိုင်ရက်ကွက်ထဲမှာအတိုင်းနေစောက်နေတော့မှရက်ကွက်မှာရှိနေတဲ့ဟာလာစီပင်ကအဆောက်အဦကအိုးရဟာနေရော့ဘလောက်30 30 30 30ဆိုပြီးတော့ညှိပြီးတော့စောက်သွားကြတဘောကြီးဒီကွက်ဒီစစ်ဖို့မပြောနိုင်မြန်မာဟုတ်လား မယောင်ကမရက်ကတည်းကပိုင်ရဲကိုဆိုပြီးဖုန်းဆက်ပြီးလမ်းပေးလိုက်မင်းပြောလားမဟုတ်ပါဘူးဆိုပိုင်ရဲကိုဖုန်းနဲ့ပါတုံချာကို69နဲ့45လေး45ဖုန်းဆက်ပြီးလမ်းပြောလိုက်တက်တဲ့တကားနဲ့လက်ညှိုးနဲ့အကုန်ထောက်ပြမယ်ဒီအိမ်ဒီအိမ်ဒီအိမ်ဒီဆိုပြီးတောက်ဆောက်ရန်ကုန်တိုင်းမှာထောက်ပြပလိုက်မယ်နော်ဒါပိုင်ပြင်းပြလား quality မီဖို့သွားမယ်ပြောနေငရင်းနာဖြစ်ရောမဟုတ်ဘူးတဘဝဝဲဖြစ်အခုမြေကြီးနဲ့မြုပ်သွားမှာပဲသွားနေသူပဲအောက်မှာနေကြိတ်စားနေပြီကြိတ်လုံနေတာ ကြိတ်စားပြီးကြိတ်လုံးတယ် PI လူတွေဒီလိုတပောက်ပါပဲဖြစ်သွားလို့ဟောသူတို့ကငါတို့စားသားလိုက်တာပဲငါတို့သွားလူလိုက်အောင်မယ်ဆိုငါတို့အစ်ထက်ပတ်စံတော့မှာမပြောနဲ့ပိတ်တာပြင်းမဲ့ကောင်နေဒါသူတို့တွေဆိုရင်ဒါကျွန်တော်ရဲ့ဈေးနဲ့ဟိုကျမ်းမာရေးနဲ့တော့လောက်ကောင်လူမျိုးတော့လောက်ကောင်သူပြန်နဲ့ဆုံးရှုံးမဲ့သူတွေပဲကျွန်တော်ကြိမ်စာတိုက်တာပြတ်သားတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအရာတွေကစော်ဦးတွေတော့မှာ quality မီးမမီသေးသေးစစ်ဆေးဖို့နေတာ ဟိုနိုင်ငံတော်တော့မှဘတ်ဂျက်နဲ့တင်မပြဘဲနဲ့အခွန်ဆောင်သွားမှာဆိုလို့တင်မပြဘဲနဲ့အောက်ခြေတင်မဲ့30 30 30ဥက္ကဋ္ဌတွေအသာညှိညက်ပေးပြီးတော့အခုံလုံးဝိုင်းပြီးတုံတုံကြတာဒါကြီးကအသာဥပြိုကျသွားတာလောက်ကတော့စဉ်းစားနေကြမလို့နော်အဲ့ဒီလူတွေအဲ့ဒီသူတို့ကြောင့်ပျက်စီးသွားပါလေဆိုတော့အိုးအိမ်တွေအတွက်ကိုပြန်ပြီးတော့အဲ့ဝနေ့ဖြစ်ပြီးတော့တနားငယ်ညသာနဲ့ငါ30 50လောက်ရရလူကတပေါင်းသွားမလို့နော်အဲ့လိုမျိုးရှိတယ် နောက်ပါတီတွေထပ်ပြောပြအောင်မယ်ပါတီတွေအဲတကယ်ကြားလို့ကျထွက်လာနိုင်မယ်ကျွန်တော်ဒီမှာဟိုနေရတော့ဒါကျွန်တော်ညောင်းနိုင်ငံနဲ့တင်းတော်နဲ့ပါတီကိုကျွန်တော်တောက်ဆောက်တောက်ဆောက်ကြည့်တယ်တောက်ဆောက်ဖုံးဆက်ပြီးတော့ကျွန်တော်မေးတာလည်းရှိတယ်ဒါပြည်သုံးလုံးပါတီကိုဟိုရက်ကတော့ကျွန်တော်မေးတယ်နော်အခုပါတီပါညာဆိုပါတီတွေရဲ့သဘောတဘာဝရကျွန်တော်မြန်မာနိုင်ငံမှာကျွန်တော်တွေ့တာပဲကျွန်တော်ဖုံးဆက်မှုတဲ့ပါတီပြောတာပါနိုင်ငံကိုကောင်းကျိုးပြုမဲ့ပါတီတော့မတွေ့သေးဘူး သူတို့ပါတီကိုပဲသူကောင်းချီးပြုမဲ့အနေအထားမျိုးတွေပဲတွေ့တယ်။မေးလိုက်တော့ညာအကိုကြီးနိုင်ငံအတွက်ဟမ်အကိုတို့ဘာအနေဖြစ်လားအာဒါတော့နှစ်ပိုင်းရှိပါတယ်သုံးပိုင်းရှိပါတယ်ပြောတယ်။ကျောင်းအမေရိကန်နိုင်ငံမှာအိုဘားမားပြောသွားတဲ့စကားတည်းဒါလားကျွန်တော်တို့နိုင်ပါတယ်။နောက်ပါတီကဟလာဒီဟိုနေပါလေ ဘလောက်လောက်ရှိတယ်လဲကျွန်တော်သိကြတာပါတီမျိုးတယ်ဝန်ထမ်းမှာ140လောက်မှာကြောက်ပါတီထားတာဟာကျွန်တော်ဒါသိကြတာမဟုတ်ဘူးကျွန်တော်သိကြဘာကြီးလှုပ်ဆောင်ရတဲ့ရှိနေတယ်လဲဟာကျွန်တော်ဒီမှာတော့ငလီဘေးတွေလူတန်းတွေပါလဲကျွန်တော်တို့ဒီမှာတော့လှုပ်ဆောင်နေပါတယ်ကျွန်တော်ပြည်သူအတွက်ကိုကျွန်တော်တို့အားသွခွန်ဆိုင်လှုပ်ဆောင်နေဒါမျိုးကျွန်တော်တို့ကလိုချင်တာဒါဒီပါတီကကျွန်တော်ပြည်သူအတွက်ဒီလိုလှုပ်ဆောင်နေပါလဲဆိုပိုင်ရဲကိုပြောပြချင်တာ အားမဟုတ်လားတော့ဒါပါတီရဲ့အတွေ့အမလို့ပြောပြလို့မြင်မို့ပါတီရဲ့ပါမို့ဒီပါတီကိုကျွန်တော်တို့စိတ်ဝင်စားလာမို့ဒီလူတွေဒီပါတီတွေဒီပြည်သူတွေလည်းဘာလို့ပဲနှစ်ပိုင်းကပြည်သူတွေကဘာလို့ဂျင်းနေမို့မသိပါကျွန်တော်တို့ဘာလို့ဝေးနိုင်နေမို့ဆိုတာဒါတွေကတော်ကီတွေဒီပါတီတွေကတော့ခင်ဗျားတို့ထောက်ခံလိုက်သိပြီးသားမှတ်တော့ပြည့်ပြည့်စုံစုံပြောတာပြည့်ပြည့်စုံစုံပြောတာပါတီဆိုတဲ့နေရာမှာနိုင်ဒီပြည်သူတွေကဘာလို့ဂျင်းနေပြည်သူတွေကဘာဖြစ်ဂျင်းနေပြည်သူတွေကကျွန်တော်တို့တိုင်းပြည်မှာပြောနေတဲ့သူတွေရှိတယ် ဟာဒီလူတွေသိကျင်တာအာဟိုးပါတီဘာကြီးလုံနေတယ်လဲခင်ဗျာကျွန်တော်သိကျင်တယ်ဆိုပေးလိုက်တယ်အာရဲ့ဒီချိန်ကျွန်တော်ဒီကာလမှာဒါကျွန်တော်တို့ပြောခွင့်မရှိပါဘူးဗျာကျွန်တော်ဒါကြီးကိုမီဒီယာကြားလာပါဗျာဘာမီဒီယာမို့တော့ကျွန်တော်သွားရမှာလဲဟုတ်လားသူကဘာလို့လဲပြည်သူကိုစားသိကျင်တယ်ဆိုဟာကျွန်တော်တော့အခုတော့အလှူဒန်းတွေလုံနေပါလားအဲ့မှာပါပြည်သူတော့စီးစီဆိုလာပါလားမသိပါဘူးကျွန်တော်ဖုန်းဆက်ပြီးတော့ပြောဘူးတယ်ဟုတ်လားဒါပေမဲ့အဲ့ပြည်သူလုံးပါတီနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုတိုက်ပြောလိုက်ပါဟုတ်ပါကြီးလားဟာလားရွှေနန်းတော်ကအဲ့ကောင်မလေးဆိုရင် ကျွန်တော်အပြင်မှာမြင်လိုက်လို့ကျွန်တော်လည်းတော့မစုံဘူးဗျာမြင်လိုက်လို့ရှစ်ခိုးဆိုတော့ကျွန်တော်ရှစ်ခိုးပြလိုက်မှာဒီကောင်မလေးရဲ့စိတ်သက်ဒီကောင်မလေးရဲ့အရေးချင်းဒီကောင်မလေးရဲ့အနေထားကိုကျွန်တော်လုံးဝလေးစားတယ်ဘာကြောင့်လေးစားလဲကျွန်တော်ဒီကဲလေးနဲ့မှာနေပြီးတော့ရောက်တဲ့ချိန်မှာဒီကောင်မလေးရဲ့အကြောင်းအကုန်သိတယ်အဲ့ဒီကြီးဆိုတဲ့ကောင်မလေးကသူ့ကိုယ်နိုင်ရအဲ့တိုက်ရောက်တဲ့ကိုမဝင်ရလို့ဆိုဒေါသကြီးထွက်နေတာတယ်ကဲလေးတို့မလေးအကုန်ပြန်ပြောနေတာသူ့ကိုယ်နိုင်လက်နဲ့တံမကြီးကိုထုပြီးတော့ရောက်ငယ်နေတာတယ်ဟွန်း ရွှေနန်းတော့ဒါရွှေနန်းတော့ဆိုင်ရဂျီဆိုတဲ့ဟိုနေပေါ့အဆိုတော်လည်းဆိုတော်ပေါ့သူပရိုက်တာလည်းလုပ်တယ်ပေါ့ဟုတ်လားဒါလူတိုင်းဒီမှာပါရွှေနန်းတော့ဟာဆိုအေးကောင်မလေးကဟာတဲ့မက်ကြီးရတော့ပြောစရာမလိုတဲ့ဒီမှာကျွန်တော်တို့တော့မှဝိုင်းပြီးတော့ကောတာတဲ့သူကိုယ်တိုင်မထွက်သူ့လက်ကိုလက်ရည်လဲဆုပ်ကောလက်တွေရဲတော့နေပြီးတော့ညီပိနေတာပဲတဲ့ကျွန်တော်ကမလုံနိုင်ကျွန်တော်တို့ကသူကိုယ်တိုင်မလုံလို့မိတ်ကလေးမလုံမဝေရပါဘူးဆိုတော့ဘာသူမိတ်ကလေးမဟုတ်ဆိုပြီးတော့ဝေမယ်ဆိုပြီးတော့လုံတယ်တဲ့အဲ့ဒီလိုလူမျိုးကိုမလေးစားမဲ့မနေနိုင်ဒါပြည်သူအတွက်ကိုကြည့်တဲ့သူတွေ ပြည်သူကိုတံပေါ်ထားလူတွေပါတီတော့ဘာရကျွန်တော်တို့ကဒါပြောရေးပြောခွင့်မရှိသေးပါဘူးကျွန်တော်တို့ဘာမှမပြောပါဘူးဆိုခင်ဗျားတို့ပါတီကိုပဲခင်ဗျားတို့ပြန်ကြောက်ပြီးတော့ခင်ဗျားတို့အထဲမှာပဲစုလုံးနေကြအပြင်ပြည်သူကိုဘာမှမပြောနဲ့ခင်ဗျားတို့ပါတီတွေဘယ်တော့မှလည်းဟိုနေပြောင်းမနိုင်ငံအတွက်လုံမှာမဟုတ်ဘူးခင်ဗျားတို့အာဏာအတွက်ပဲဖြစ်သွားတယ်ပြည်သူအတွက်ဆိုတာမဖြစ်လာတော့ဘူး ဟုတ်လားကျွန်တော်မေးလိုက်တယ်မေးလိုက်အာကိုညီလေးညီလေးဟုတ်ပြီမင်းတို့ပါတီကအခုဘာလုပ်နေလဲကိုကြီးတိကျတာအာကျွန်တော်ပါတီဘာလုပ်နေလဲဆိုတော့ကျွန်တော်ကနှစ်ပိုင်းရှိတယ်ကျွန်တော်ပြောပြလို့မရတဲ့အပိုင်းတွေရှိတယ်ပြောပြလို့ရတဲ့အပိုင်းတွေဒါတွေအာဒီလာချောင်းနေယူတယ်ညီလေးတို့ပါတီဘာလို့အာကိုကျွန်တော်ကအခုငလျင်မှာလှူနေတယ်ကျွန်တော်ဒါတွေအရင်လှုပ်ပေးနေတယ်ကျွန်တော်ပြည်သူတွေကျွန်တော်ဘလောက်ဒီအားဆုံးခွန်ဆိုင်ပါတီတွေလှုပ်ပေးနေတယ်အော်အေးညီချေးစုပါဒါပါတီတွေလှုပ်ပေးပြည်သူတွေလှုပ်ပေးလို့ဒါလေးကိုကပြောရမှာစအမလေးပြောလိုက်တဲ့ဥစ္စာအကြီးကြီးအကြီးကြီး အဲ့ဒီလိုအကြီးတွေပြောအဲ့နိုင်ငံတော်ကဘာမှဖြစ်တော့မှာမဟုတ်ဘူးသွားပြီးဘွားပြက်ပြီးဘွားပြက်ပြီးကိုကတော့ဟောဒီပါဒီလို့ဆိုအာရပါရပျော်ပြီးတော့ဟောအာရပါရကိုကတော့ဟောဟုတ်တော့တယ်ဒီနေရာတိုင်းပြည်အတွက်ကောင်းကျိုးပြုနိုင်တယ်ဆိုတော့အနေထားမျိုးရှိတာ အခုကဘယ်မေးလိုက်လို့ကျေကျွန်တော်နှစ်ပိုင်းရှိပါလေဟိုကသုံးပိုင်းရှိပါလေကျွန်တော်ပါတီဥက္ကဋ္ဌကြီးကဘယ်လိုပြောတာပါလဲဒီအကြီးကတလူပြောတာဒါတွေကိုစိတ်မဝင်စားဘူးတိုင်းယူဘယ်လိုလုပ်ပေးနိုင်လဲမေးလိုက်တဲ့အချိန်မှာပါတီဝင်တယောက်ကပြက်ပြက်သားသားပြောရမယ့်အနေထားမျိုးစကားမျိုးအဲ့ဒီလိုပါတီမျိုးကျွန်တော်ထောက်ခံပေးမယ်အခုမတွေ့သေးဘူးတွေ့ရင်ကျွန်တော်ထောက်ခံပေးမယ်တိုင်းကြီးတို့ထောက်ခံပေးမယ်တိုင်းကြီးတို့လှုပ်ဆောင်ပေးမယ်ဘယ်ပါတီရှိလဲဆိုတာကျွန်တော်ကြည့်တယ်အခုငန်လီမင်းမှကြည့်တယ်ကျွန်တော်ဆော့ဆော့ပြောလို့ပေါ့ဂျီအိုတော့မလေးစားပဲမနေနိုင်တန်ဖိုးမထားပဲမနေနိုင်အဲ့ကောက်မလေးဘူး နော်သူကိုလည်းမလှုပ်ရလို့ဒါကျန်တဲ့ရွှေဒါကျန်တဲ့ရွှေတိုင်းကအများကြီးပါနောက်ဇွဲထက်ဇွဲထက်ဟာလာမစိုးရိမ်တိုက်ကြီးကိုလှူရဲသူတို့ခဏလို့တနိုင်ငံလုံးကျွန်တော်မြင်ပြီးတော့ကျွန်တော်နဲ့အခုလို့တိတယ်သူကျွန်တော်တိတယ်